။ဘာကြောင့်ရွယ်ချက်ပန်းနိုင်ရှိရှိနဲ့အလုပ်လုပ်နေရတာလဲဆိုတာကေတီတို့အလုပ်တစ်ခုလုပ်တဲ့အခါမှာဒီပြဿနာ၃မျိုးနဲ့အမြဲတမ်းကိုကြုံတွေ့နေရတယ်။ဒီပြဿနာ၃မျိုးကနေဘယ်တော့မှပြင်လို့မှမဟုတ်ဘူး။ပထမဦးဆုံးကြုံတွေ့ရတဲ့ပြဿနာကအတွင်းပြဿနာလို့ခေါ်တယ်။ဒီအတွင်းပြဿနာကဘယ်အချိန်မှကြုံတွေ့တတ်လဲ။စားလုပ်တဲ့အချိန်စားလုပ်တဲ့အချိန်မှာဆိုကိုကိုယုံကြည်မှုမရှိတာတို့စိုးရိမ်စိတ်တွေဖြစ်ပေါ်တာတို့ကြောက်စိတ်တွေဖြစ်ပေါ်တာတို့ဒါကအတွင်းစိတ်ကနေဖြစ်ပေါ်တဲ့အရာကိုကိုကိုနဲ့ fight နေရတဲ့အရာလောက်ရဲဖို့ကိုကိုပြန်ပြီးအားပေးနေရတယ်စဉ်းစားကြည့်တကယ်လို့ကိုမှရွယ်ချက် ချက်ပန်းနိုင်မကြီးမားနေရွယ်ချက်ပန်းနိုင်လည်းမရှိနေအဆောက်တဲ့အရှုံးပေးမှာတေးကြတယ်အဲ့တော့ရွယ်ချက်ပန်းနိုင်ရှိတဲ့အခါမှာဒီပထမခြေလှမ်းကို KD တို့ကျော်ဖြတ်နိုင်တယ် KD live စားလို့တဲ့အချိန်လဲအဲ့လိုပဲ live ကိုအသေးကြောက်တာ live လုံးဝမလွှင့်နိုင်ဘူးလို့ပဲစိတ်ထဲမှာထင်ထားခဲ့ဒါပေမဲ့ကိုယ့်ရဲ့ရွယ်ချက်ပန်းနိုင်ကြီးနေတဲ့အခါမှာကိုကြောက်နေတဲ့ live ကနေကိုထွက်လာနိုင်တာဒါအသွင်းပြဿနာလို့ခေါ်တာဒါကိုနဲ့ဆိုင်တဲ့အရာဒါပေမဲ့ဒီပြဿနာကဖြေရှင်းရတာလွယ်တယ်ကိုနဲ့ဆိုင်တော့ကိုထိန်ချုပ်ရတာလဲလွယ်တယ်ဒုတိယပြဿနာဘယ်အချိန်မှာကြုံတွေ့တတ်တာလဲဆိုရင်လောက်ရင်းနဲ့ကြုံရတော့မှာကိုလောက်ရင်းနဲ့ဝေဖန် မှုတွေကြုံတော့မှတိုက်ခိုက်မှုတွေကြုံတော့မှကိုယ့်ရဲ့အလုပ်ပေါ်မှာအခက်အခဲပြဿနာပေါင်းများစွာကိုကြုံရတော့မှဒါအပြင်းပိုင်းပြဿနာပေါဝန်ကျင်စီကနေကြုံတွေ့တတ်တဲ့ပြဿနာဒီပြဿနာကနေလည်းကတိတို့လုံမြောက်မှာမဟုတ်ဘူးအဲ့တော့ရွေချက်ပန်းနိုင်ရှိတဲ့အခါမှာလည်းသူများစီဟာဝေဖန်မှုကိုလည်းကြော်ဖြတ်နိုင်တယ်သူများတိုက်ခိုက်တဲ့အရာကနေလည်းကိုကြော်ဖြတ်နိုင်တယ်ကိုအားရော့မှာမဟုတ်ကိုစိတ်တက်ကြမှာမဟုတ်စိတ်တက်ကြသွားရင်လည်းရွေချက်ပန်းနိုင်ရှိတာငါပြန်ထလို့ရတယ်ပြန်သွားနိုင်တယ်ငါလှုပ်ဆရာရှိတာကိုဆက်လှုပ်နိုင်တယ်ကတိတို့နောက်တစ်စီးဆိုတာထပ်ပြီးကြော်ဖြတ်နိုင်မှာသိကြတယ်တတိယပြဿနာကြီးမား တဲ့ပြဿနာလို့ခေါ်ဒီပြဿနာဘယ်အချိန်မှာကြုံတွေ့တတ်တာလဲဆိုရင်ဒါကအများနဲ့ဆိုင်တဲ့အရာလောကကနေဖြစ်ပေါ်လာတဲ့ပြဿနာဥပမာကိုဗစ်တို့ဒီလိုမျိုးငလျင်လှောက်တာတို့အဲ့လိုမျိုးကတ်တွေဖြစ်ပေါ်တဲ့အခါမှာဒါကလောကကြီးကနေကြုံတွေ့ရတဲ့ပြဿနာလို့ခေါ်ရဲကတိ online လောက်တဲ့အချိန်မှာလည်းအဲ့လိုပဲလောက်တာပထမအစီလဲကြုံနိုင်ပြီဒုတိယအစီလဲကြုံနိုင်တတိယအစီမှာကိုဗစ်နဲ့လာကြုံတာကိုဗစ်နဲ့ကြုံတဲ့အဖြစ်မြန်မာပြည်ကိုလည်းရောက်လာတယ်ကိုယွာရောက်လာတဲ့အခါကိုယွာမှာကိုဗစ်နဲ့လည်းကြုံရတဲ့ line ကလည်းမကောင်း internet ကလည်းမကောင်းယွာတေးတေးကနေပြန်စရတဲ့အခါမှာမနေပြ ြန်စူးစမ်းရပြန်ပြီးရုန်းကန်ရတယ်အဲ့ဒီအချိန်မှာလောကကြီးကနေကိုဟကြုံရတဲ့ပြဿနာလို့ခေါ်တယ်ဒါပေမဲ့ရွယ်ချက်ပန်းတိုင်ရှိနေတဲ့အခါမှာဘလို့ပြဿနာပဲကြုံရကြုံရကိုကိုပြန်အားပေးနိုင်တယ်သူများစီကအားပေးမှုတွေကကျတို့မဆောင်တော့ကိုကိုပြန်အားပေးနိုင်ကောင်းတဲ့အရာတွေကကျတို့တွေ့အောင်ရှာတယ်ထိုင်းမှာနေတာ၁၀နှစ်နော်ထိုင်းမှာနေတာအားလုံးကအနေဒါကြပြီအလုံးလုံးရတာအားလုံးလွယ်ကူတယ်မြန်မာပြည်ရောက်တော့ပြီးတော့အထူးဖြင့်ကိုနယ်မှာဆိုတော့ line လည်းမကောင်း internet ကလည်းမရစဉ်းစားကြည့်ပထမခြေလှမ်းကိုပြန်စားလုပ်နေတယ်လို့မျိုးဖြစ်တော့ကိုကိုပြန်အားပေးရဘာဖြစ် ်ပူရတယ်ငါလှုပ်လို့ရသလောက်လှုပ်သွားမယ်ရှိသလောက်ကိုတန်ဖိုးထားမယ်နိုင်သလောက်ကိုလှုပ်သွားမယ်ကိုကိုဖိအားမပေးတော့ကိုကိုနေ့တိုင်းပြန်အားပေးနိုင်ဘာလို့လဲ ိုရင်ရွယ်ချက်ပန်းနိုင်ရှိနေတဲ့အခါမှာဂျန်ထဖို့အားရှိတယ်တကယ်လို့ရွယ်ချက်ပန်းနိုင်မရှိတာကက်မရှိဂျန်ထဖို့အားမရှိဖြစ်ချင်တာဖြစ်ငါလုံနိုင်တလောက်ပဲလှုပ်သွားတော့မှဂေတီတို့တာကက်ချတာကပြိမှအောင်မြင်တယ်လို့ခေါ်တာမဟုတ်ဒါပေမဲ့တာကက်တစ်ခုရှိထားတဲ့အခါမှာဘလို့ပြဿနာမျိုးပဲကြုံရကြုံရဂေတီတို့ပြန်ထနိုင်ဘလောက်ပဲအောက်ဆုံးထိလဲကျသွားနိုင်မစေကိုကိုပြန်အားပေးနိုင်တယ်ချိန်တွေပေးရပါစေဒါပေမဲ့ကိုကိုနောက်ဆုံးပြန်ပြီးထလာနိုင်တယ်ဆိုတာဂေတီပြောချင်တယ်ဒါဂေတီကိုယ်တိုင်ကြုံတွေ့လာရတဲ့အရာပြီးတော့ဂေတီလဲ ဒီ၃မျိုးကိုလက်တွေ့အသုံးချလာခဲ့တဲ့ဒီပြဿနာ၃မျိုးကနေကြုံတွေ့ရတဲ့အခါတိုင်းခံနိုင်ရရှိရှိနဲ့ပြန်ပြီးထနိုင်ဖို့ကိုယ့်ရဲ့စိတ်တမ်မာဖို့ကိုကိုကိုပြန်ပြီးအားပေးနိုင်ဖို့ပြန်ထလာနိုင်ဖို့ကိုယ့်စိတ်ကို training လုပ်ချင်တဲ့သူက GT ရဲ့စာအုပ်ရှိတယ်ဒီစာအုပ်ကနေလဲကိုယ့်ရဲ့စိတ်ညစ်မာလာအောင်လေ့လာလို့ရတယ်ဒီအလင်းမြင့်စာအုပ်ကလူငယ်တွေအတွက် GT ရေးထုတ်ထားတဲ့စာအုပ်ဖြစ်တဲ့ GT ကိုယ်တိုင်ကြုံတွေ့လာရတဲ့အရာ GT ရဲ့ဘဝတစ်လျှောက်လုံးမှာ GT ရဲ့အလုပ်တက်တန်ဆက်ငန်းနှစ်ဘလို့မျိုးစူးစမ်းလာခဲ့လဲဘလို့ရုန်းကန်လာခဲ့လဲ ဘယ်လိုမျိုးပြန်လဲထလာနိုင်ခဲ့လဲမကောင်းတဲ့အသွေးကနေကိုယ့်ရဲ့အသွေးမြင့်မလာအောင်ဘယ်လိုမျိုး training တွေလုပ်ခဲ့ရတာလဲဆိုဒီစာအုပ်တအုပ်ထဲမှာကီတီအပြီးဝရေးထားခဲ့ပါပြီလေ့လာခြင်းနဲ့အတူတဲ့ဖတ်ခြင်းနဲ့သူကကီတီအထူးကြီးဒီအောက်ထဲမှာပေးထားပါတယ်ကျေးဇူးတင်ပါတယ်ခုရှိကီတီပါ